ီဘက်ခင်မှာလူတော်တော်များများကအသုံးပြုတဲ့ usage ပုံစံချင်းတော့မတူတာ Telegram တော့တော်တော်များများသုံးမှုလိမ့်မယ်အချို့ကတော့ဒီရုပ်ရှင်တွေကြည့်ဖို့အချို့ကတော့အလုပ်အတွက် online class အတွက်ဒီလိုမျိုးတွေသုံးပြကြများတယ်အဲ့တော့ဒီ video မှာ Telegram သုံးတဲ့အချိန်မှာအသုံးဝင်တဲ့အချက်လေးတွေကိုကျွန်တော်တစ်ချက်ချင်းညီပြောပြပေးမယ်တစ်ချက်ချင်းတွေကလည်းတော်တော်လေးမှအသုံးဝင်နေတယ်ပါပါတယ်မိတ်ဆွေအဆုံးထိကြည့်လိုက်ပါမိတ်ဆွေတက်အကျိုးတွေအများကြီးရှိလေရပါယန်ဂွန် mobile store ထမအောင်တစ်ခုကတော့ကိုက Telegram မှာဖြတ်မိလိုက်တာအဲဒါမှမဟုတ်ရင် Telegram ဖွင့်ထားတဲ့ဖုန်းကအခိုးခံလိုက်ရတဲ့အခါမျိုးကြရင်ကိုရှိမှာပါဗောနော်အဲ့ဒီဖုန်းနံပါတ်ကရှိပါလျက်နဲ့ကိုက Telegram ဝင်လို့မရတာဒါမှမဟုတ်ရင်ကုတ်မကြတာမျိုးဖြစ်တယ်လေအဲ့တော့ကိုကကိုရဲ့ဖုန်းအသစ်လေးထဲမှာ Telegram ပြန်သုံးလို့ရအောင်ဘယ်လိုမျိုးလုပ်လို့ရလဲဆိုတော့ပြောပြပါမယ်အခုကျွန်တော်ပြောတဲ့နီးလန်းလေးက Telegram ကိုဒီပေါ့နော်အီးမေးလ်ပဲသွားပို့စရာမလိုပဲနဲ့အလွယ်ကူဆုံးနီးလန်းလေးပဲကြည့်လိုက်အောင်အဲ့တော့ကိုကကိုယ့်ရဲ့ဖုန်းအသစ်လေးမှာ Telegram ကိုဘယ်လိုမျိုးပြန်ပြီးတော့သုံးလို့ရအောင်လုပ်လို့ရလဲဆိုတော့ပြောပြပါမယ် ပုံမှန်ဆိုရင်ပေါ့နော်ဥပမာကျွန်တော်တို့ကဒီ account ကို backup device တစ်ခုခုထားမထားဆိုရင် Telegram account ကပြန်ပြီးတော့သုံးလို့မရတဲ့ပြဿနာရှိတယ်။အဲ့တော့သုံးလို့ရအောင်ဘယ်လိုမျိုးလုပ်ရမလဲဆိုတော့ကျွန်တော်တို့ပထမဆုံး Play Store ရဲ့ဝင်ရပါမယ်။ဒီကြာကျွန်တော် search bar မှာကျွန်တော်တို့ Telegram X ဆိုပြီးတော့ရှာလိုက်ပေါ့နော်။အာဒီမှာဆို Telegram X ကို download ဆွဲရမယ်။ကျွန်တော်ကတော့ download မိသားဆိုတော့ဒီ open ကိုနှိပ်လိုက်ပေါ့နော်။ဒါရင် start messaging ကိုလောက်ကျတော့ဒီမှာဖုန်းနံပါတ်လေးထည့်ပေါ့နော်။ ကျွန်တော် step messaging ကိုနှိပ်လိုက်မယ်ဆိုရင်ဒီမှာကျွန်တော်တို့ရဲ့ဖုန်းနံပါတ်ပေါ့နော်အရင်က Telegram တုံးထားတဲ့ဖုန်းနံပါတ်ကိုသူကရိုက်ထည့်ခိုင်းလိုက်မယ်အဲ့ဒါရိုက်ပြီးသွားလေဆိုရင်ကျွန်တော်တို့ရဲ့ Gmail ပေါ့နော်ဒီ Telegram ဖုန်းနံပါတ်နဲ့ချိန်ထား Gmail သူတို့ကုတ်ကြပဲပေါ့နော်အဲ့ခါကျရင်ကျွန်တော်ကုတ်ကြရင်ဒီမှာကုတ်လေးယူပြီးတော့ထည့်ပေးလိုက် ဒါဆိုရင်တော့ကျွန်တော် Telegram ကိုကျွန်တော်တို့ဒီကိုယ့်ရဲ့ဖုန်းအစ်စ်လေးမှာပြန်ပြီးတော့သုံးလို့ရပြီပေါ့နော်ပုံမှန်ရေမျိုးတက်တဲ့ Telegram သွားပြီးတော့သုံးမယ်ဆိုရင်ကျွန်တော် SMS ကိုကုန်မကြတဲ့ပြဿနာရှိရဲဒီမှာဆိုရင်တော့အဲ့လိုမဟုတ်တော့ဘူးလွယ်လွယ်ကူကူရိုးရိုးရှင်းရှင်းလေးနဲ့တစ်ခါတည်းသုံးလို့ရတယ်တော်တော်လေး convenient ဖြစ်တယ်နောက်တစ်ခုကတော့ schedule message ဒီ schedule message ကဘယ်နေရာမှာအသုံးဝင်တာလဲဆိုရင်ဥပမာကိုကကိုယ့်ရဲ့ကြီးစားကို birthday wish လောက်အောင်မှာဒါမှမဟုတ်ရင်အလောက်ကအချိန်တိကျစာပို့ဖို့လိုအပ်တဲ့ခါမျိုးကြရင်ဒီ schedule message လေးကတော်တော်လေးအသုံးဝင်တယ် ဲ့တော့ဘယ်လိုမျိုးပို့ရမလဲဆိုတာကိုကျွန်တော်ပြောပြပေးမယ်အဲ့တော့ကိုကဒီပေါ့အချိန်ကြီးကြပို့ဖို့တိုတဲ့အခါမှာဒီ schedule message ကိုဘယ်လိုမျိုးသုံးရမလဲဆိုတော့ကို message ပို့ခြင်းနဲ့အကောင့်ထဲဝင်လိုက်ပြီးကြတော့ကျွန်တော်ဒီမှာစာတစ်ခုခုရိုက်လိုက်ပြီးကြရင်ကျွန်တော်တို့ဒီပေါ့ဒီမှာပို့တဲ့ဟာလေးကျွန်တော်ဖိပြီးတော့နှိပ်လိုက်မယ်ဆိုရင်အာဒီမှာ schedule message ဆိုတာတွေ့ရနိုင်မယ် schedule message လေးကိုနှိပ်ပေးလိုက်ဒီကြိုင်ကိုဘယ်အချိန်မှပို့ချင်တာလဲပေါ့နော်ကိုပို့ချင်တဲ့အချိန်နေနိုင်နေပြီလာပြီကိုကိုကြိုက်တယ်လို့မှတ်ပြီးတော့ပို့လိုက်လို့ရတယ် ါကပေါ့เนาะအချို့အလုပ်တွေအတွက်အချိန်တိကျဖို့ဖို့လိုအပ်တဲ့ခါကျရင်တော်တော်လေးအသုံးဝင်နေတယ်မှာပါတယ်။နောက်တစ်ခုကတော့ကိုက Telegram မှာဇကားတွေဒေါင်းတာများသွားလို့ storage တွေအရင်များလာပြီဆိုရင်ဒီ storage တွေကိုဘယ်လိုမျိုးဘယ်နေရာမှာတောင်းပြန်ဖြတ်ရမလဲဆိုတာကိုပြောပြပေးမယ်။တော်တော်များများမသိကြအောင်ဆိုတော့ကျွန်တော်ကဒီအချက်ကိုပါထည့်ပြီးတော့ပြောပြပေးလိုက်တယ်။အဲ့တော့ကိုကဇကားတွေဒေါင်းတာများလို့ Telegram မှာ story တွေပြည်နေပြီဆိုရင်ဘယ်လိုမျိုးဖြတ်ရမလဲဆိုတော့ပြောပြပေးမယ်။ကျွန်တော်ပထမဆုံးကျွန်တော်တို့ရဲ့ဘယ်ဘက်ရဲ့အပေါ်ဆုံးတောက်မှာရှိရဲ့မြင်းသုံးချောင်းလေးကိုနှိပ်လိုက်။ဒီကြကျွန်တော်တို့ setting နဲ့ဝင်မယ်။ ပြီးကြတော့ဒီမှာ data and storage ဆိုတာရှိရပါတော့အဲ့ဒီ data and storage ကိုနှိပ်ပေးလိုက်ပြီးကြတော့ဒီမှာအပေါ်မှာ storage usage ဆိုတာရှိတယ်အဲ့ဒါဝင်ပြီးကြတော့ clear cache ဆိုတာရှိရပါတော့အဲ့ဒါလေးကိုဖြတ်ပေးလိုက်မယ်ဆိုရင် Telegram မှာကို download ထားမြတ် storage တွေကတခုမှရှိရောမှာမဟုတ်တော့ဘူးနောက်ဆုံးတစ်ခုကတော့အချို့ဖုန်းတွေပေါ့နော်များသောအားဖြင့် iPhone တွေမှာကဒီ Telegram မှာဆိုရင်အချို့ content တွေကိုကြည့်လို့မရတဲ့အနေအထားမျိုးတွေရှိတယ် အဲ့တော့အဲ့ content တွေကိုကြည့်လို့ရအောင်ဘယ်လိုမျိုးလုပ်အောင်လဲဆိုတော့ကျွန်တော်ပြောပြပေးပါမယ်။အဲ့တော့ကိုက iPhone မှာအထူးသော sensitive ဖြစ်တဲ့ content တွေကိုမြင်ရအောင်ဘယ်လိုမျိုးလုပ်လို့ရလဲဆိုတော့ပြောပြပေးမယ်။ကျွန်တော်ပထမဆုံးအပေါ်ဆုံးရဲ့ဘယ်ဘက်တောင်မှရှိတဲ့မျှတုံးကြောင်းလေးကိုနှိပ်လိုက်။ပြီးတော့ကျွန်တော်တို့ setting နဲ့ဝင်မယ်။ပြီးတော့ဒီမှာပေါ့နော် chat setting ဆိုတာလေးရှိတယ်။အဲ့ထဲကိုစောင့်ဝင်ပေးလိုက်။ပြီးတော့ hold out ဆုံးကိုဆွဲချလိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာ show 80 plus content ဆိုတာရှိပေါ့နော်။အဲ့ဒါလေးကိုဖွင့်ပေးလိုက်။ confirm နှိပ်လိုက်။ ဒါဆိုရင်တော့အချို့ sensitive ဖြစ်တဲ့ content တွေကိုကိုယ့်ရဲ့ iPhone မှာလည်းတစ်ခါတည်းကြည့်လို့ရပါမှာဖြစ်ပါတယ်။ဒီ video လေးကတော့ Telegram မှာရှိတဲ့အသုံးဝင်တဲ့ setting တွေအကြောင်းတစ်ခုချင်းစီပြောပြပေးတာပဲဖြစ်ပါတယ်။အခြားသော video မှာလည်းအခြားသော content တွေနဲ့ကျွန်တော်တို့ပြန်လာခဲ့မှာမလို့ကျွန်တော်တို့ page ကို like and subscribe လုပ်ခဲ့ပါအောင်လို့ပြောနေပဲ။အားလုံးကျေးဇူးတင်တယ်။ကျွန်တော်အောက်ခံပါ။